စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียသိပြီပဲလို့ तू ကတိခန့်ခြင်းခွင့်လွတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းဒီတစ်ဖက်သားကအဲ့ဒါလို့အပြုံးမပြတ်နေပို့ပြီးတော့စိတ်ကဒိုးလာတတ်သေးတယ်နော်သူ့ကိုမထီပဲမြင်လှုပ်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲ အဲ့ဒါလို့တီးခံခြင်းအပြုံးမပြက်ဒေါသမထွက်ဘဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်စတိုင်မှာရုပ်ဆင်းသဘခြင်းရဲ့အကြောင်းတရားဖြစ်တယ်။ဘယ်လိုပဲပြောပြောစိတ်မဆိုးဘူး။ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်မြေကြီးဟာဘယ်သူကပဲတူးဆွတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူး။ ပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတန်တူတဲ့စိတ်တုံလုံးချင်းမရှိထို့တူပဲရေဟာလည်းပဲဘသူကပဲရေကိုမိဘူးတိုက်တိုက်မိရှို့ရှို့ရေဟာလည်းပဲတုံ့ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးမိဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာ မြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာเนาะဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောပြောစိတ်မဆိုးအောင်ကျင့်ရစိတ်မဆိုးအောင်နေရဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှိရလိမ့်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံ သို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေဟိုတလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူးငုံခန်းနေတယ်ကိုခန္တီလို့ဒီလိုထင်တာမဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုစိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ် ပင်ကိုယ်စိတ်အခြေအနေဆိုတာလူတယောက်ကကိုယ့်ကိုမစော်ကားခင်တုန်းကကြည်လင်ပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားစော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ရင်ထဲမှာဘလောင်ဆူနေတယ်စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့သူကတိခန့်ခြင်းခွင့်လွတ်ခြင်း အပြုံးမပြတ်နေထိုင်ခြင်းဒီတစ်ဖက်သားကအဲ့ဒါလို့အပြုံးမပြတ်နေပို့ပြီးတော့စိတ်ကဒိုးလာတတ်သေးတယ်နော်သူ့ကိုမထီပဲမြင်လောက်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲအဲ့ဒါလို့သီးခံခြင်းအပြုံးမပြတ်ဒေါသမထွက်ဘဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာ ဝစတိုင်းစတိုင်းမှာရုပ်အဆင့်တပ်ပခြင်းရဲ့အကြောင်းတရားဖြစ်တယ်။ဘယ်လိုပဲပြောပြောစိတ်မစိုးဘူး။ဥပမာဗာနဲ့တူတုံးဆိုလို့ရှိရင်မြေကြီးဟာဘသူကပဲတူးဆွတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူး။ပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတရံတူတဲ့စိတ်တုံ့လုံးခြင်းမရှိဘူး။ ထို့တူပဲရေဟာလည်းပဲဘယ်သူကပဲရေကိုမိဘူးတိုက်တိုက်မိရှို့ရှို့ရေဟာလည်းပဲတုတ်ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုတ်ပြန်ခြင်းမရှိဘူးမိဟာလည်းထို့တူပဲတုတ်ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာမြေကြီးပမာတုတ်ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာเนาะ ဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောပြောစိတ်မဆိုးအောင်ကျင့်ရစိတ်မဆိုးအောင်နေရဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှေ့ရလိုက်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေဟော တလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူးငုံခန်းနေတယ်ကိုခန္တီလို့ဒီလိုထင်တယ်မဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုစိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ်ပင်ကိုစိတ်အခြေအနေဆိုတာလူတယောက်ကကိုယ်ကိုမစော်ကားခင်တုန်းက ချီလင်းပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားဆော့ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ယင်ထဲမှာဘလောင်စုနေတယ်